။သင်က Coca-Cola, Pepsi နဲ့ Energy Drink လို့အချိုရည်တွေကိုမကြာခဏတောင်းလို့ရှိရတူလား။ဒါဆိုရင်ဒီအချိုရည်တွေမှာပါဝင်တဲ့ဓာတ်ဆိုးဆေးတွေကသင်ရဲ့ခန္ဓာကိုအန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိသိပါသလား။ဒီချိုရည်တွေကိုတောက်ပြီးဖြစ်လာရတဲ့အန္တရာယ်တွေကိုရှောင်ရှားဖို့အတွက်ဘလူးဆိုးဆေးတွေကိုစားမိရင်ကျန်းမာရေးအန္တရာယ်ရှိနိုင်တယ်။အမေရိကန်ကအနီရောင်နံပါတ်3ဆိုးဆေးကိုဘာကြောင့်ဘန်းလိုက်တာလဲ။အန္တရာယ်ရှိတဲ့ဆိုးဆေးတွေကြောင့်ဘယ်သူတွေဒုက္ခရောက်နိုင်လဲ ဒီစိုးစည်းတွေရဲ့အန္တရာယ်ကနေဘယ်လိုကာကွယ်ကြမလဲဆိုတဲ့အကြောင်းအရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲစိုးစည်းဆိုတာက အစာအစာ အချိုရည်တကြားလုံးတွေရဲ့အရာကိုလှပအောင်ဝယ်သူကိုဆွဲဆောင်နိုင်အောင်ထည့်ကြတဲ့ပစ္စည်းတွေပါ။ဒီစိုးစည်းတွေမှာသဘာဝကနေရတဲ့မုံလာဦးနီဖျော်ရည်နနွင်းမုံနဲ့အင်းဆက်ထုတ်ကုန်တွေလိုမျိုးသဘာဝစိုးစည်းတွေရှိတယ်လို့ရေနံကထုတ်တဲ့ဓာတ်ရုပ်စိုးစည်းတွေလည်းရှိပါတယ်။အခုခေတ်မှာတော့သဘာဝစိုးစည်းကိုမသုံးပဲဓာတ်ရုပ်စိုးစည်းကိုပဲအသုံးများကြတာပါ။ အသားငါးတွေနဲ့အသေးရွက်တွေကိုလည်းအယောင်တောက်အောင်ဆိုပြီးစူးစေးတွေလှန်လှန်သုံးထားကြတာကိုမိတ်ဆွေတို့မြင်ဘူးကြမှာပါအခုလိုမျိုးအစားအစာတွေကိုလူတွေပို့ပြီးစားကျင်လာအောင်ဒီစူးစေးတွေကိုသုံးကြတာအပြင်အမျိုးအစားတစ်ခုနဲ့တစ်ခုခွဲခြားနိုင်အောင်လည်းသုံးကြပါတယ်ဒါဆိုရင်ဘလို့အစားအစာတွေမှာအနည်းရရှိတဲ့စူးစေးအယောင်တွေပါတာလဲပြောရရင်ရောင်စုံတကြားလုံးတွေဖြစ်လာအောင်အနီရောင်နဲ့အဝါရောင်စူးစေးတွေကိုထည့်ကြတာမျိုးပါ ဆိုဒါအချိုရည်တွေနဲ့ energy drink တွေမှာလည်းအပြာရောင်နဲ့အဝါရောင်စိုးစေးတွေပါပါတယ်။ဒါအပြင်ကိမုံဘော်ကအလားစင် cream တွေမှာဆိုလို့ရှိရင်လည်းစိုးစေးတွေတုံးကြပါသေးတယ်။ cheese snack နဲ့စီတုဘူးတွေမှာစိုးစေးတွေပါတဲ့အပြင် လူနာတွေမှတ်မိနိုင်အောင်လို့ဆေးပြားတွေနဲ့ဆေးရည်တွေမှာစိုးစေးတွေထည့်တတ်ကြပါတယ်။ဒီလိုတဘာဝမဟုတ်တဲ့ဓာတုဗေဒစိုးစေးတိုင်းကခဏတာအမြင်လာပြီးတော့ရှာပြားမှာအရသာရှိရမယ်။ရေရှိမှာတော့ကျန်းမာရေးအတွက်အဆင်မပြေပါဘူး။ ဒါကြောင့်မို့လို့အမေရိကန်မှာတကြားလုံးကိမုံအလားဆင်ခရင်နဲ့အချိုရည်မှာပါတဲ့အနီရောင်နံပါတ်3အရီထရိုဆင်ကို2025နှစ်စပိုင်းမှာတရားဝင်ပိတ်ပင်ခဲ့တာပါဒီလိုပိတ်ပင်လိုက်ရတာကအနီရောင်နံပါတ်3အရီထရိုဆင်ဆိုးဆေးပါအစားအစာတွေကို စားတဲ့တွေမှာဒါရက်အကျိဒါရက်ကျူမှာဖြစ်တာတွေကိုတွေ့ခဲ့ရတာကြောင့်ပါဒီလိုပိတ်ပင်ခဲ့တာကြောင့်အစားအစာထုတ်လုပ်သူတွေဟာ2029ခုနှစ်ဇန်နဝါရီလအထိသူတို့ရဲ့ထုတ်ကုန်တွေကနေဖယ်ရှားတင်ရှိမှာဖြစ်ပြီးစေဝါထုတ်လုပ်သူတွေကတော့ 2028ခုနှစ်ဇန်နဝါရီလအထိအချိန်ရရှိမှာပါ။ဒါအပြင်ဆိုရာတကြားလုံးအားဖြည့်ချိုရည်နဲ့ဂျယ်လီတွေမှာဆိုလို့ရှိရင်စိုးစေးအပြင်ဗန်ဇတင်းလို့ခေါ်တဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါနေပါတယ်။ဒါရီယိုစားတဲ့ကလေးတွေဟာတက်ကြွမှုနည်းပါပြီးအာယုံမဆူးဆိုင်နိုင်တာနဲ့စိတ်မငြိမ်တာတွေဖြစ်တတ်တာမို့လို့မိဘတွေအနေနဲ့သတိထားသင့်ပါတယ်။ ကလေးတွေရဲ့တက်ကြွလှုပ်ရှားမှုနဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုအဟံတားဖြစ်စေနိုင်တာအပြင်ဒီဆိုးဆေးတွေဟာဥရေကဘက်တီးရီးယားတွေကိုလည်းလှုံ့ဆော်ပေးတယ်လို့ဖြစ်တာမို့လို့ဥယောင်နာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ cheese တွေနဲ့မုတ်ဖုတ်ပစ္စည်းတွေမှာပါတဲ့အဝါရောင်နံပါတ်က tetrazine ဟာဆိုလို့ရှိရင်အရေးပြားရရန်တာအဖုပိတ်တွေထတာမျိုးနဲ့ပန်းနာရင်ကျက်ရောဂါကိုပိုဆိုးစေတာမို့လို့ဂယူးစားပြီးမစားမိအောင်ရှောင်တဲ့နေအပြင်ဒီဆိုးဆေးတွေကအာယုံကြောဆိုင်ရာထိခိုက်မှုတွေကိုလည်းဖြစ်နိုင်တာမို့လို့အထူးဂယူးပြုသင့်ပါတယ်။ and I am 63 years old. I have bumps on my skin. ဒါကြောင့်ကျမတို့အားလုံးစိုးစိအန္တရာယ်ကိုကာကွယ်ဖို့အတွက်လှုံ့ဆော်တင်တာကနံပါတ်၁စိုးစိပါတဲ့အစာအသောက်တွေကိုရှောင်ပါအစာအသောက်ထုတ်ပိုးထားတဲ့ဘူးခွန်တွေနဲ့အိတ်တွေပေါ်မှာ artificial colors တွေပါမပါစစ်ပါတဘာဝအစာအစာကိုရွေးချယ်စားသုံးပါတတိဖြော်ရည်တကြားလုံးကိတ်မုံအေးဘူးတွေမှာစိုးစိတွေများတတာမို့လို့အဲ့ဒီအစာတဘာဝပစ္စည်းနဲ့လုပ်ထားတာတွေကိုဝယ်ပါ ဓာတ်ရုပ်ဆိုးစေးမပါတဲ့ natural coloring ဥပမာ beet juice turmeric သုံးထားတာကိုရှာပါနံပါတ်2အိမ်မှာပဲချက်ပြုတ်စားတော့ပါတကြားလုံးမုန့်တွေကိုအိမ်မှာလုပ်ရင်ဆိုးစေးထည့်စရာမလိုပါဘူးတဘာဝဆိုးစေးရနိုင်မှုအတွက်တသီးတွေဖြစ်တဲ့ berry သီးမုန်လာဦးနီဒါမှမဟုတ်ခင်းခတ်အမွေးကြိုင်နနွင်းတွေကိုသုံးပါလက်ဆက်တဲ့တသီးဟင်းသီးဟင်းရွက်အသားတွေကဆိုးစေးမပါတဲ့အပြင်အာဟာရဓာတ်ကျွဲဝါတဲ့အစာအသောက်တွေမို့လို့ဒါရီကိုရွေးချယ်စားသုံးသင့်ပါတယ်။နံပါတ် ဒေတာရွက်လက်ဆက်တဲ့အစားအစာတွေရွေးချယ်ပါဒေတာရွက်သီးနှံတွေဟင်းသီးဟင်းရွက်တွေကိုစားတာက process food တွေထက်စိုးစေးပါဝင်နိုင်ခြင်းနည်းပါပါတယ်ဒါကြောင့်ဈေးတွေကလက်ဆက်တဲ့ပစ္စည်းတွေကိုဝယ်ပြီးတော့ချက်စားတာကပိုပြီးတော့ကောင်းပါတယ်နော်နံပါတ်၄ရေအများတောက်ပါစိုးစေးတွေကဓာတုပစ္စည်းတွေကို စီးနေတူဆွန့်ထုတ်ဖို့ကရေကကူညီပေးပါတယ်ဒါအပြင် အသေးကစိုးစေးလို့အစိတ်တောက်တွေကိုစစ်ထုတ်ပေးတာမို့လို့အသေးကျန်းမာရေးအတွက်အစီများတဲ့အစာတွေကိုလျှော့စားပါ။ဟင်းသီးဟင်းရွက်၊ဘရိုကိုလီ၊ကိုက်လန် စတာတွေကအသေးကိုကျန်းမာစေရမို့လို့မများစားပေးတင်ပါတယ်။နံပါတ်၅ Organic food တွေကိုရွေးချယ်စားတော့ပါ။ Organic ထုတ်ကုန်တွေမှာဓာတ်ရုပ်ဆိုးဆေးတွေထည့်သွင်းခွင့်မရှိတာများပါတယ်။ဒါကြောင့် Organic တစိမ့်ပါတဲ့အစားအစာတွေကိုဝယ်ယူစားတော့တာကဆိုးဆေးထိတွေ့မှုကိုလျှော့ချပေးနိုင်ပါတယ်နော်။ဆက်ရမယ်ဆိုလို့ရှိရင်အဓိကအနေနဲ့ဒီဆိုးဆေးသုံးအစားအစာတွေကခလေးတွေကိုပြတ်မှတ်ထားပြီးဈေးကွက်ထဲကိုရောင်းချတာလို့ပြောရပါမယ်။ ရောင်စုံတကြားလုံး serious snack တွေကကလေးတွေကိုဆွဲဆောင်နေရမို့လို့ junk food တွေ processed food တွေ စားခြင်းစိတ်ကိုပိုပြီးတော့ဖြစ်စေတာပါကလေးအများစုကဆေးရောင်စုံအစားအစာကိုပဲကြိုက်ကြတာကြောင့်ဒါဟာကလေးတွေအတွက်ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်ကိုရွေးချယ်ဖို့ခက်ခဲစေတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ် processed food တွေကပေးတဲ့အန္တရာယ်တွေကိုသိကျင်ရွှေနှုတ် YouTube channel မှာတင်ထားမှုတဲ့ ready made တွေစားခြင်းရဲ့ဆိုးကျိုးများဆိုတဲ့ video မှာသာတွားကြည့်ကြည့်လိုက်ပါနော် တန်ဆေးလွန်ပေးဆိုသလိုပဲစိုးစေးပါတဲ့အစားအစာတွေကိုပမာဏနည်းနည်းလောက်စားတာကဘေးမဖြစ်နိုင်ပေမဲ့နေ့စဉ်ရက်ဆက်စားသုံးနေမယ်ဆိုလို့ရှိရင်တော့ကိုရင်းကလေးစားတွေဖြစ်တဲ့အသည်းကြောက်ကတိုက်ရိုက်လိုမျိုးကိုရင်းအင်္ဂါတွေကိုဖိအားတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အစားမတော်တလို့အသွားမတော်တလန်းဆိုသလိုအစားလေးတလို့ကြောင့်ဘေးဒုက္ခမရအောင်လို့တတိထားတင်တာအမှန်ပါပဲ။တစ်ဖက်ကကြည့်မယ်ဆိုရင်ဒီတာရုစိုးစေးတွေကဈေးသက်သာပြီးတော့ကြာရှည်ခံတာကြောင့်ကုမ္ပဏီတွေကရတဲ့အကျိုးမြတ်တွေက တော်တော်လေးကိုများပါတယ်။ ဥပမာ grad number 40တဘောင်ဟာဘလောက်မှဈေးမများပေမဲ့တဘောဝစိုးစေးဖြစ်တဲ့ car chandry ရဲ့ကတော့ဓာတုစိုးစေးထက်10%လောက်ဈေးပိုများနေပါတယ်။ဒါကြောင့်ကုမ္ပဏီတွေကတဘောဝစိုးစေးထက်ဓာတုစိုးစေးကိုပိုပြီးတော့ရွေးချယ်ကြတာပါ။ဒါပေမဲ့ဒီဈေးသက်သာတာကိုရွေးချယ်လိုက်တာရဲ့အကျိုးဆက်ကစားသုံးသူတွေစီရောက်လာပါတယ်။ပြောရရင်စိုးစေးတွေကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကိုကုသဖို့အတွက်ကုန်ကြမ်းစည်းိမ်းနဲ့ဈေးဝါတွေကိုစားသုံးသူကပေးဆောင်ရတာပါ။ ားနဲ့စကားမဆက်ဘလို့အစားအသောက်တွေကလူတွေကိုအန္တရာယ်ဖြစ်စေလဲဘလို့အစားအသောက်တွေကိုစားသုံးသင့်လဲကျန်းမာရေးကိုထိခိုက်စေတဲ့ process food တွေကိုစားသုံးသူတွေအနေနဲ့ဘာကြောင့်ဆွဲလန်းနေရသလဲဆိုတာကိုအကျက်တဝက်သိကျင်နေဆိုလို့ရှိရင်တော့ရွှေနှုတ် app ထဲကစာရေးသူ Michael Pollan ရေးသားထားတဲ့ In Defense of Food နဲ့စာရေးသူ Michael Moss ရဲ့ Soft Sugar Fast တို့လိုအနှစ်ချုပ်စာအုပ်တွေကနေပြီးတော့လေ့လာနိုင်တဲ့အပြင် တခြားနိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့ဆိုင်တဲ့နိုင်ငံတကာကစာအုပ်တွေလည်းရွှေနှုတ် app ထဲမှာအများကြီးရှိတာဖြစ်လို့အခုပဲတော်ဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါရရှင်။ဆက်လက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီဓာတ်ရုပ်စိုးစေးတွေရဲ့ထုတ်လုပ်မှုဟာကျန်းမာရေးကိုထိခိုက်စေရုံနဲ့မကပဲနဲ့ရေနံလုပ်ငန်းနဲ့ဆက်ဆက်နေရာကြောင့်ကာဗွန်ထုတ်လုပ်မှုရေညဉ့်ဉန်းမှုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကိုဖြစ်စေပါတယ်။ဒါအပြင်ဒီစိုးစေးတွေဟာသဘာဝမှာမပျက်စီးနိုင်တာကြောင့်ရေထဲမြေထဲမှာကြန့်ရှိနေပြီးတော့ ရေထဲအသက်ရှိတွေကိုထိခိုက်စေပါတယ်။ Journal of Environmental Management 2019ရဲ့ထုတ်ပြန်ချက်အရစိုးစည်းထည့်ထားတဲ့စွန့်ပစ်ရေးဟာရေထဲက gas နှစ်ကိုပျက်စီးစေတယ်လို့သိရပါတယ်။ဒါကရေရှိမှသဘောပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့အချက်တစ်ခုပါပဲ။ဒါကြောင့်ရေရှိမှဓာတ်ရုပ်စိုးစည်းတွေကိုဆက်သုံးနိုင်မယ်ဆိုရင်ကျန်းမာရေးနဲ့သဘောပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာမို့လို့နိုင်ငံတချို့မှာပြောင်းလဲမှုတွေတော့စတင်လုပ်ဆောင်နေပါပြီ။ ကယ်လီဖိုးနီးယားဟာဆိုရင်2023ခုနှစ်မှာ red number 3ကိုပိတ်ခဲ့ပြီးတော့ကျောင်းတရေကြီးတွေမှာပါတဲ့စိုးစေး6မျိုးကိုကန့်သတ်ခဲ့တာပါ။စားသုံးသူတွေကလည်းစိုးစေးမပါတဲ့ထုတ်ကုန်တွေကိုပိုတောင်းဆိုလာတာမို့လို့အနာဂတ်မှာစိုးစေးသုံးဈေးကွက်တွေဟာပြောင်းလဲမှုတွေရှိလာတော့မယ်လို့ထင်ပါတယ်နော်။ဒါပေမဲ့ General Mills လို့ကုမ္ပဏီတချို့ကတဘာဝစိုးစည်းကိုစမ်းသုံးခဲ့ပေမဲ့စားသုံးသူတွေကအယောင်မတောက်ဘူးလို့တိုင်ကြားလို့ဓာတ်စိုးစည်းကိုပြန်သုံးခဲ့ရတာမျိုးလည်းရှိပါသေးတယ်။ တစ်ဖက်မှာပြောရမယ်ဆိုလို့ရှိရင်လေတဘာဝစိုးစိဥပမာမုံလာဥနီနနှင်းစတာတွေကပဝင်းကျင်ကို ထိခိုက်မှုနည်းပြီးတော့ကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများပါတယ်။ဒါပေမဲ့ဈေးကြီးတာနဲ့ထုတ်လုပ်မှုခက်ခဲတာကြောင့်ကုမ္ပဏီတွေကတုံးဖို့ဝင်လေးနေကြသေးပါပဲ။ကဲဒီတော့မိတ်ဆွေတို့ရောအမြင်လအောင်စိုးစိတုံးထားတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်မိပါသလဲ။ကိုရဲ့ထင်မြင်ယူဆချက်တွေကိုအောက်ကကွန်မန့်မှာမျှဝေပေးသားပါအောင်ရှင်။နိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော် မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ချုပ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးလို့ရဲ့အစားဆုံးနားထောင်ခြင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်